သက်9နှစ်ကျော်6နှစ်ပြည့်ပြီတဲ့တသားမမီလေးတွေကဖုန်းလေးကိုတင်ပြီးသွားပြီဆိုရင်အင်္ဂလိပ်စာကိုမိမိဘာသာမိမိဖတ်တတ်စေဖို့ဘယ်လိုသင်ကြမလဲဆိုတော့ကအစအတန်လေးတွေကိုအရင်ဆုံးကလေးတွေကကြားလိုက်တဲ့အတန်ကိုဖြည့်နိုင်မလို့ပါတယ်။ဒါကြောင့် beginning sounds တွေကိုမဖြစ်မနေသင်ပေးရပါမယ်။ဒီတင်ငင်းစာလေးမှာတော့တသားမိမိတို့ဖုန်းနဲ့40အတန်ရပြီးသွားပြီဆိုရင် beginning sound တွေကိုအတူတူလိုက်ဖြည့်ကြည့်ပါနော်။ Okay. Apple Apple A နဲ့စလိုက်။အဲ့တော့ဒီဘက်က bus ဘာနဲ့စမလဲ? B နဲ့စတယ်။နောက်က candy အော်ခအတန်ကြတော့စီနဲ့ dog ဒအတန်ကြတော့ဒီနဲ့နောက်ကိုဘာတောင်ဖြည့်ကြည့်မယ် egg egg ဘာတန်ကြလဲဘယ်လိုထားရရမလဲ rock rock ဘာတန်ကြလဲ frog frog ဘာတန်ကြလဲဘယ်လိုထားရရမလဲစဉ်းစားကြည့်ပါနော် girl girl မိန်းကလေး hat hat ice ant ဒါတခါ ending sound sit ending sound t အတန်ကြားတယ်10ဒီခါ rape ဆိုပြေးတာ man okay now number 5 van number 6 web pink 8 number 7 pin number 8 bag ဒါဆိုရင်နားလည်သွားမှာထင်ပါတယ်ယေရှုတင်ပါရဲ့ရှင်